ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်ခြေနေသတင်းချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရာဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြတော့ပြည်ရင်းပြည်ပမှချစ်တော်များနဲ့အတူမြမပြည်သူပြည်သားများအားလုံး ဘေးကင်းကြမှာကြပါသေးဗျာရေတော်ဘုံအောင်ကိုအောင်ရမည် ်လဲမဲ့ရွေးကောက်ပွဲအခုတလောမြောင်းမြမာပြည်ကြီးအတွင်းဝယ်ရွေးကောက်ပွဲဟူသောစကလုံးကိုလှိုင်လှိုင်သုံးဆွဲနေကြလေသည်တေဂာနီလူနာကိုမောဖဲထိုး၍တက်ဆက်နေရသလို6လတစ်ချိန်တက်တန်းတိုးယူနေရသောကျင်စိုးတို့အာနာလူအုပ်စုခမာ6ထက်ကြီးကစောက်တက်ကြီးဖြစ်ရန်အရေးပေါ်ထွက်ပေါက်စီသောစုပြုံတွုံးဝင်နေကြတာဘာဆန့်တလေ။ ။ရက်သားဆိုးရမှတောင်ပြိုကမ်းပြိုထပ်မံ၍နိုင်ရခဲ့တဲ့2020ရွေးကောက်ပွဲမှာတော့အပြင်းမောက်လဲခဲ့ကြတဲ့ခွေးရောက်ဆွဲတွေခမားအခုမအလာကအာနာသိမ့်ပြီးညိုမြလုံးမဲ့ပွဲမှာဂျုံကြွလာတဲ့တိုးဆတွေဖြစ် ဖုံထလိုထာညာခွေးလေးခုန်နေကြပြန်ပြီပေါ့လို့ပေစားပေါက်ပန်း၄၀ပလီပလာပီပီပီပါတီဤပယ်နေကြီးဖြစ် ွတ်ဖြင်းကြီးလိုအိမ်တော်နောက်ကမိန်လာအောက်မှာအလိန်အညာတပေါက်နဲ့တကွင်းလုံးပတ်ခံနေတဲ့အမွေတက်ကတော့အသေးထွက်ဖို့ပြင်နေပြီ။ကဘာနဲ့ချီပီလိန်စားနေတဲ့ Weldon တက်ကတော်ကနေရလာတဲ့အပေကံပွင့်နဲ့တောက်တူလို့ရောမကနောက်မှုတွေထတ်တိုးအောင် ပြည်သူကိုစင်ကြံဒီလူကိုဖင်လန်မဲဆိုပြီးပို့အကြိုက်ဥနိုင်တဲ့ဇကားတွေဆိုပုံက တိုင်းပြည်ကိုရဏမီထွေထွေနဲ့ဖျက်ဆီးနေတဲ့ကြမ်းဖက်စစ်တပ်ရဲ့ဖာထက်ကြံနေတဲ့ရွေးကောက်ပွဲဟာတမာတမတ်ကြလေပြောလို့ပြောနိုင်ငံတော်ချစ်ဆက်ကိုကဖို့စစ်တပ်ကလွေရင်ချန်တဲ့ဖွဲ့တွေကပြစ်ခတ်တာတွေမလုပ်တော့ပဲလက်နက်ကင်လမ်းစဉ်ကိုစွန့်မို့လို့ဆိုလိုဆိုမဲတပြားနဲ့အသေးရခဲ့ရဘဝမှုစစ်တပ်ကိုလက်နက်ကင်တိုက်ခိုက်နေသူတွေကိုသူ့လိုဘောပြားလင်ပိုင်ဆိုင်ထားသူက ဒင်းတို့ကိုတော်သားပင်ထင်တယ်လို့ညောင်ညိုရိတ်ကဟောင်လိုစိတ်တွေနဲ့ဥပြန်လီလေအမွေတက်လိုပဲတကွင်းလုံးပတ်ခန္ဓာတောင် ရှက်တကွဲကျုံနေဖြစ်ခဲ့လေတဲ့ပြည်ခိုင်ဖြိုးကကြည်လင်တိုးတို့ကလည်းတပါသာ15မှာရှုံ20ရှုံဆောက်ရှက်လုံးလုံးကွဲလီသတိဆိုတဲ့ဆောင်ပုံနဲ့တောင်စမုတ်မှာထောင်ထုတ်ခံခဲ့ရတဲ့ USDP ဟာအခုတော့တေချာကိုဥတက်လီပြီဆိုပြီး မြောက်စမုတ်မှာဇောက်ဖုတ်ကြီးကင်ပြီးကျွေးကြော်လို့ခွေးခွန်နေပြန်ရေ။ဗါလေဒီတခါရွေးကောက်ပွဲမှာပညာတတ်80ရာခိုင်နှုန်းကျော်နဲ့ဝင်ပြိုင်မယ်လေ။တင်ကြိုင်တို့ကတော့စောက်တလွဲကိုကြောက်ခဲလို့ဆွဲထားတာ။ဒါဆိုရင်ဒင်းတို့တွေခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့2015နဲ့2020တုန်းကဝင်ပြိုင်တဲ့ပါတီဝင်တွေကပညာမဲ့တွေပေါ့။ဒါဥတိန်ရှိန်တို့ခင်ကြီးတို့ကိုတက်တက်စော်ကားတဲ့အပြင် ပါတီရဲ့ဒုဥက္ခရမြတ်ဟင်းကိုလေချက်ပိန်ကြီးလို့တဲ့ဖက်လိုက်တာနန္ဒာလှမြင်တို့ကတော့ဖေကြီးရင်ဝယ်လေကြီးဖင်ကျဲစကားတွေနဲ့ပြန်မလောင်မှဖြင့်ခက်ပြီးဘယ်သူတွေနဲ့ပြိုင်မာတော့ဆိုတော့တတ်မတော်ကအနာယူထားသူ တင်များစောင်းနေတဲ့စစ်သားဟောင်းတွေတဲ့ကျင်းစောပါတီကတော့အင်မိုးအင်ကာနဲ့ဘီရင်ကပုဖြစ်ဖို့အင်ထုတ်ပြီးတော့လာပြီး ဘွဲ့တူတွေဇက်တူတွေနဲ့တကိတ်ကိုဖက်ခိူပါတီအေးပေါ်လီငါမယုံငါမရမေးဆိုတဲ့ရွာကထွားအီးလိုပဲတတွေးပဲရဲရရဲရပထွေးပဲဖဲ့ရဖဲ့ရဒါမှသာခွေးကြက်ကပြေထွက်ခွင်ရမှာကို သူ့ရဲ့နေသူ့ဆက်တော့ဟုတ်နေတာပဲဟောနောက်တမျိုးကရှမ်းပြည်ကကြောက်တူအုတ်ကြီးတို့ကတော့လောက်စီကောင်းအောင်ပြောရဲဆိုတဲ့ရက်ွက်မှာနေပုံမေး ဟိုးအရင်တုန်းကကြားပြူမှာ၎င်းလူဖြစ်နေရတဲ့ပီဆိုင်စကားကိုနားထောင်မိပြီးအည်တလိုက်နဲ့ကြုံမှာရည်လိုက်ရတာလက်စီတွေပါအောင်လို့အဲအဲလဲစီပြောပါလေရွေးကောက်ပွဲကလီဥပမာကြုံနေတဲ့ဗဟန်းမှာလူသသိန်းရှိတယ်ဆိုပါစို့အဲ့ဒီသသိန်းလုံးမဲလာပေးเสียမလို့ဘူးတထောင်လာပေးလေရတယ်နော်တထောင်မလာဘူးလား노ကိစ္စတယောက်ထဲမဲ့ပေးရင်လေ ရွေးကောက်ပွဲကထမြောက်တယ်တဲ့ဒါအများဇော်မဲလုံးခေါ်လိုက်ရင်ပြီးရောတယောက်ထဲနေမဟုတ်ဘူးတမျိုးလုံးတစ်စွေလုံးမဲယုံနေမကဘူးနှက်ပါပေးကြမှာအောင်မဲအဲ့လိုပြောလို့ရှော့မတွက်နဲ့နော်ဘာကြီးဆိုင်က SNDP ပါတီရဲ့အုပ်ကြီးလီသူပြောတာကဥပဒေအရတဲ့ဖျားစုပါတီခေါင်းဆောင်လူကြီးတွေဆိုင်းအိုက်ပေါင်းတို့ကတော့ဝိုင်းရိုက်ကောင်းအောင်ကိုပြောရနေတာ ရွေးကောက်ပွဲဥပဒေဆိုတာကိုလည်းသိချမလိလားငပုလီကျောင်းမှာမျောပြီး နောက်ကျရင် very sorry တော်ကြီးမြိုင်လေလောအောင်မဲ့ဖွက်တွေပြောလိုက်ရင်တော့တပြည်သူတည်းပြည်သူနေပြီး ခွေးပါဇက်ကနဲ့စကားကြတနိုင်ငံလုံးဘုံကျဲချနေတဲ့ကလေးကဝကို ဖေတပီးနေရတဲ့ဘဝကိုမှမဆက်မယွန်းဒင်းတို့ကများတက်ဆွန်ပြီးပြည်သူအတွက်ကြိုးပမ်းအောင်မလဲလားတဝီရွေးကောက်ပွဲဥပဒေရော ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်50ခငယ်မှာတို့ရတွင်မဲစရင်အရာမဲဆန္ဒရှင်အားလုံးဤ50ရာခိုင်နှုန်းကဆန္ဒမဲပေးပြီဖြစ်လင် အထမြောက်သောရွေးကောက်ပွဲဖြစ်သတ်မှတ်နိုင်သည်လို့ပါရာကိုလည်းတိပုံမရတဲ့ရှမ်းကြီးရန့်ဖြည့်ချက်ကတော့မလွယ်ဘူးရွေးကောက်ပွဲလို့သာတဝဝုံမြည်နေတာဇူလိုင်မှာတတန်းကုန်မဲ့စစ်တူကောင်ရဲ့အောက်ကြံမဲ့နောက်ပလန်ဟာ အာဖရိကတိုက်ကဘာကီနာဖာဆိုနိုင်ငံလိုဖြစ်တော်မလားမပြောတယ်။ဘာကီနာဖာဆိုမှာ2022ခုနှစ်ဇန်နဝါရီလကဒုတိယဗိုလ်မှူးကြီးဂမ်ဘီယာကအာနာသိန်းနေ။ဟောရှစ်လဝေကြာပြီ။ဗိုလ်ကြီးထရော်အိုရေးကထက်ဆင့်အာနာသိန်းနေ။21လကြာရင်ပြည်သူအတွက်ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီးရှွန်းရှွန်းဝေအောင်စာစုလေးနဲ့အာနာသိန်းခဲ့တဲ့ထရော်အိုရေးဟာ အခုလေကြာရော။ ဆုံရှုံထားတဲ့နယ်မြေတွေကိုပြန်လည်ရယူနိုင်မှသာလျှင်ပြည်သူတွေအေးလူလူမဲပေးနိုင်မှုရွေးကောက်ပွဲကျင်းပပေးမယ်။ဒါကြောင့်မို့ရွေးကောက်ပွဲကျင်းပဖို့ကိုဖျက်သိမ်းပြီးစစ်တပ်ကနောက်ငါးနှစ်ဆက်၍အုပ်ချုပ်ဖို့တတန်းတုံးမြင်လိုက်တဲ့ဆိုပြီးပြည်သူကိုပေါ်တင်ခြင်းထည့်လိုက်တယ်။အဲ့ဒီငါးနှစ်ပြည့်သွားတဲ့ချိန်မှာလေအာနာသိန်းကောင်းဆောင်ထွာဦးရေးကပဲတမတာလောင်းဖြစ်ဆက်လက်ရွေးချယ်ခံဦးမယ်တဲ့။ ဒါဟာမနစ်ကဘာကီနာဖာဆိုနိုင်ငံမှာဖြစ်ပွားခဲ့တာပါဆိုတော့လောက်မှုတယောက်ကြလို့မဖြစ်ခင်ငယ်နှုတဲ့အချိန်ဘာကီနာဖာဆိုကို ရောက်ခဲ့ဘူးလားလောက်ဒါမှမဟုတ်လာပြိုလေးဆိုပြီးထော်ဦးရေးဘိုးရဲ့မြမပြီကညတညမှာလောက်မတာမောင်မဲဟိုကြောင်တွေကတိတ်တွေလားဆိုတာကိုတော့ဖျားပဲတိမေညနာမှာတနခါပေါင်မသေးစီးချောင်းနေတယ်ရှေးလူကြီးတွေပြောစကား မလာအတွက်ထားခဲ့သလားလို့ပဲအောက်မေ့မိတယ်။ရွေးကောက်ပွဲကိုနိုင်ငံတကာကထောက်ခံနေဆိုပြီးစက်ဖြဲပြင်းတဲ့အရက်ထဲကဇက်ကျွေးကြီးလို့နှာမုတ်ပြနေတဲ့ဖာချုပ်မေ့နေတာက ရွေးကောက်ပွဲကိုတရားဝင်ပိုင်ဆိုင်သူဟာပြည်သူတွေဆိုတာပဲ။တရုတ်ပထွေးကတိုင်းပြည်ကို ရုပ်လေးလို့ပြည်ရစာကန်ပုတ်မယ်ဆိုတာတိတိကြီးနဲ့အာကြီးကောင်းလဲဆိုပြီးခေါင်းမဖင်နိုင်တဲ့မအားလာဟာ ကနူတွေကိုထိုင်းမြန်မာနယ်စပ်တလျှောက်လူပေးနေပုံက လူလေးရင်အမြအမြဆိုပြီးစစ်တပ်ထဲကတမ်းမမဆရသေးခင် နောက်တစ်စခန်းကကြပြန်ပြီအေးလေမစုတ်တန်းခံစစ်ဆိုမှတော့ပြန်ပစ်ဖို့ဘယ်သူကကြိုးစားမှာရောအကြံတူအောင်ဆိုပြီးအလံပြူထောင်လိုက်အသက်နဲ့ဘဝကအရေးကြီးဆုံးဆိုပြီးလက်နဲ့ချတာနဲ့မအေရိုးရဲ့တုတ်တက်ကဆွေမျိုးတွေရဲ့နဲ့ဟုတ်နေတာပဲ ို့ချီတာလို့ဆိုတော့ရှော့တိုက်ဒုံလေးနဲ့ပါဖျားပေါ့အောင်သူတို့ BWN ဖွဲ့ကတောင်ငူကခွေးလောင်ဝင်ကိုသွေးပောင်ချိန်တိုက်ပီးလိုက်တာကေတုမနီလေးတက်မှာဒုဗမာကနှကောင်လိုက်ပွဲဆယ်ပွဲနဲ့အပင်ငရဲကိုကြောက်ဦးခွဲတို့ဇောက်ထိုးဆွဲချခံရတဲ့လိန်ပြန်တွေနဲ့ဂိုရောင်တွေပျက်စီးတာကတော့ mainstream ပေါ်လီရွေးကောက်ပွဲမတိုင်ခင်စုံရှုံမျိုးများ နေမြေများကိုပြန်လည်သိမ့်ပိုင်နိုင်မှုအစိမ့်တိုက်ရေရာဆွမ်းနဲ့ဖလန်ဖလန်ထနိုင်မှုညစ်ကြေတကောင်နေပူတော်မှာစီဝေးမျိုးစုံနဲ့တက်လေနေပြန်နေမြို့ပေါင်း90ကျော်ကိုပီတဲ့တွင်နဲ့အီအိုတွေကတနာလို့တနေ့တမျိုးနှုံနဲ့ပြန်ပေးရင်တောင်း3လကျော်ကြာမှပြန်ရမယ်ဆိုတော့အစ်စ်တော်ဘဝကတစ်မျိုးချနေရသလိုနင့်တင်တင်ဖြစ်နေပြီနှစ်ပေါင်း30ထိုင်စခန်းကိုတည့်ရက်ထဲနဲ့တိုက်ယူနိုင်အောင် သူတို့က KNU တို့ KNL တို့မှမဟုတ်တာအဟိကျင်စိုးတို့မြောင်ပလင်ကျုံးမှာကြောက်တဲ့အမြင်ဆုံးနဲ့အရင်လူတွေရဲ့အင်ကပူမြို့နယ်ကိုပါအသွင်မတူတော့ဘူးဆိုပြီးနှစ်ရက်ဆက်တိုက်လိန်ပြန်တဲ့ဘုံကျဲနေတဲ့အောက်တန်းစားဆိုတာကြောက်ကန်းပါပေါ်ဆွဲတင်တဲ့သူကိုတောင်းနောက်ကနေကြောက်ခဲနဲ့ထုတ်တတ်တဲ့မြောက်မဲလိုကောင်းမျိုးလီအာနာယာရဲ့အတွက်သာဆိုရင်ပြည်ပကိုဖင်ပေး ပြည်သူကိုထင်သိပြီးတိုင်းပြည်ကိုမြောင်းနှင်ရအောင် ပို့တဲ့အာဏာရှင်ဟာမကြခင်နေဝင်နိုင်မှုအတွက်ဆွေစဉ်မျိုးဆက်လွတ်လပ်တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်မှုအတွက်ဒီတယောက်တင်မကပဲအကြမ်းဖက်စစ်တပ်တစ်ခုလုံးကိုအမြင့်ဖြတ်နိုင်မှုအခွင့်အရေးဟာနိုင်ငံသားတိုင်းလက်ဝယ်မှာရှိနေပါပြီ။တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့နိုင်ငံတော်သမ္မတကြီးနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုဖမ်းဆီး မဲလိန်နဲ့ဆိုတဲ့ခြေမြင့်မရှိတဲ့အကြောင်းပြချက်နဲ့အာနာသိမ့်ခဲ့တဲ့အလေလွင့်ငတိတို့ဟာ အရှင်အတွက်ထွက်နိုင်မှုအတွက်ရွေးကောက်ပွဲကိုပြေပောက်ထဲဆွဲသွင်းနေတာကို မြင်လျက်မသိသလိုမလုပ်ကြပါနဲ့တော့ရွေးကောက်ပွဲဆိုတာပြည်သူကိုစားပြုတာဝန်ထမ်းဆောင်ရန်ပြည်သူအများစုကထောက်ခံမဲပေးသူလူပုဂ္ဂိုလ်ကို စနစ်တကျနဲ့အများမှ ပါဝင်ရွေးချယ်ဆုံးဖြတ်ဆောင်ရွက်ခြင်းဟုအတိတ်ပေရပါတယ် တခင်ဆိုးပြောခဲ့မှုတဲ့စကားလေးနဲ့ညှိကုန်းချုပ်ရရင်စစ်အာဏာရှင်လုပ်တဲ့ဒီမိုကရေစီပြောင်းလဲဆိုတာဖာကောင်းကလုပ်တဲ့ပြည်စာပပျောက်ရေးလိုပဲဖြစ်လိမ့်မယ်။ဝေး